တက်မတော်မှာခမားတော့ကတက်မမှုလို့အစင်ဟာရန်သူချေကိုဒူးတောက်ပြီးတော့အညံ့ခံရတဲ့ခေကာလာအချိန်ခါမျိုးရောက်နေတာကိုပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာဝယ်နိုင်လဲအယောဒီမှာကျွန်တော်မေးကြည့်တာကနားတော့မှာဘာမှခံချက်ပေးနိုင်လဲကျွန်တော်ခမားတော့မေးမယ်မနာနဲ့နောင်ချိုးပြန်တိုက်လို့ရပြီလား30 30ရပြီလား ကျွန်တော်ပြောတော့မနာနဲ့နော်ကျွန်တော်တို့အားထားရတဲ့တက်မတော်တည်းရလေကျွန်တော်သိမ့်ပြသမ်းပါကဲမရရားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့မိုးကုတ်ကိုသိမ့်ပြသမ်းပါကဲတင်ရဇာတတို့တော့ပေါ်ကျွေးွားတဲ့မိုးကုတ်မျိုးကြီးသိမ့်ပြသမ်းပါမြင်းညာမျိုးမှာ PDF တွေထားတော့ကြောင်းနေတယ်မိုက်ကဲတို့ တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံးပြတမ်းမှာခမားတို့အရန်စွမ်းနေတယ်ဆိုရင်အယောဒီမှာအဲ့ဆိုခမားတို့ဘာလိုအပ်နေရလဲပြောနေလူကြီးကိုခုမရေရဟိုဘက်ကမရောက်တော့ဘူးအဖြစ်နေပြီဟုတ်လားနောင်ချိုဟိုဘက်နောင်ချိုတော့မသိနိုင်ဘူးဖြစ်နေပြီဥမာတို့ပြောသလောက်လွယ်လားဆိုတော့ဟာခင်ဗျဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်စီတို့ဆိုတော့ တက်မတော်ကြီးလေဟုတ်လားရစပြန်နေလေရစပြန်နေလေကဘာစစ်35 39မှာဝင်နေတဲ့တက်မတော်လေအယောဒီမှာဘာလို့အဲ့လိုဖြစ်နေရလဲလိန်လို့ပေါ့ခမားတို့လိုက်လိန်နေလို့ပေါ့ဒု လာရှိုးမြို့ရဲပြန်ဝင်လာတဲ့စစ်ကောင်စီအဖွဲ့ကို လုံခြုံရေးယူပေးရတဲ့အပေါ် UWSA ညင်းဆိုလာရှိုးမြို့ရဲပြန်ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့မြန်မာမျိုးသားဒီမိုကရက်တမဟာမိတ်တပ်မတော်မန္တလေးတို့ပူးပေါင်းပြီးလုံခြုံရေးယူပေးနေတဲ့အပေါ် UWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကညင်းဆိုလာပါတယ်။လာရှိုးမြို့ရဲပြန်ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို ဧပြီ6ရက်ထဲကစတင်က UWSA နဲ့တဲကရှစ်ပြေးလုံခြုံရေးယူပေးနေရတာဖြစ်ပြီးဌာနဆိုင်ရာတွေလည်းအပြောင်းရွှေ့လုံမှာဖြစ်တာကြောင့်လုံခြုံရေးအရာလမ်းကြောင်းအချို့ပိတ်ထားတယ်လို့ဝသတင်းကဒီနေ့နေ့လယ်မှာဖော်ပြလာတာပါ။ စစ်ကောင်စီအဖွဲ့ကိုလုံခြုံရေးယူပေးရတာနဲ့ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကိုဆက်သွယ်မေးမြန်းရမှာမကြားမိကြောင်းပြောပါတယ်။ဒါအပြင်မိမိတို့ UWSA ဝေတက်ဖွဲ့အနေဖြင့်မိသည့်အဖွဲ့ကိုမှလုံခြုံရေးလုပ်ပေးမှုမျိုးမရှိခဲ့ပါလို့လဲ။ဦးညီရန်ကသူ့ရဲ့လူမှုကွန်ရက်ညပိုင်းကအသိပေးရလာပါတယ်။ဟိုကတရင်ရဲ့ဖော်ပြချက်မှာတော့ MNDAA ဟာလာရှိုးမျိုးပြင်ဖြစ်တဲ့မေဟန် AD တရားဟူပိတ်နဲ့မိုင်းရဲဟူရ နန်းပေါင်လို့မှာပုံမှန်အတိုင်းစခန်းထိုင်မှာဖြစ်တယ်လို့အဲ့ဒီနေရာကနေထပ်ပြီးစုတ်ခွာသွားဖို့မရှိကြောင်းနဲ့စစ်ကောင်စီတပ်ကိုဘေးပတ်ပတ်လဲဝိုင်းရံကာကွယ်ပေးမဲ့ပုံစံမျိုးနဲ့အုပ်ချုပ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။လာရှိုးမျိုးကိုကိုကန်တက်မတော် MNDAA က2029စစ်စင်ရေးအတွင်း2024ဩဂုတ်လတဲ့အပိတက်သိမ်းပိုင်နိုင်ခဲ့ပြီးမျိုးရင်းအုပ်ချုပ်ရေးလည်းပတ်ခဲ့ပါတယ်။လက်ရှိမှာတော့တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုတွေနဲ့ဖိအားကြောင့် လာရှုမြို့တွင်ကိုစစ်ကောင်စီကပြန်အုပ်ချုပ်သွားမှာဖြစ်ပြီးအခုလ22ရက်မှာ NNDAA ကနောက်ဆုံးထားဆုတ်ခွာရမယ်လို့သတင်းတွေထွက်ပေါ်နေတာပါဒါပေမဲ့လာရှုမြို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရော NNDAA ဘက်ကပါတရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူး